မင်္ဂလာပါရှင်။ဘာမခိတိတည်င်းဌာနကနေအော်တိုဘာလ20ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့မင်းလာမျိုးနယ်တွင်တက်ချင်းရက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုဗိုလ်မှူးတအုပ်အပါဝင်စစ်သားအများပြားတည်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းမင်းလာမျိုးနယ်တွင်တက်ချင်းရက်လာသောအချံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာဗိုလ်မှူးတအုပ်အပါဝင်20ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း မင်းဘူးခရိုင်အမှတ်နှစ်တက်ရဲမှရုံးတာဝန်ခံဆရာကြောင်ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလာ16ရက်နေ့မိုးလဲ3:30မိနစ်ခန့်တွင်မလွန်ရွာရှိကပါစာနှင့်မှတက်အပြောင်းလဲလုံရန်ထွက်လာသောအင်အား60ခန့်ပါသောစစ်ကား၂စီးကိုမင်းလာမျိုးနှင့်လက်ပံတကားချိန်ပါတရက်အုပ်လန်ခွဲစာတင်ကြောင်းအနည်းတွင်ထူးတက်ခွဲမှုပွက်တန်ဦးဆောင်သောတော်လရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာညနေ4:05မိနစ်အချိန်အထိဖြစ်ပွားခဲ့ကြောင်း အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှဆက်နက်ဦးသေဆုံးပြီး26ဦးထိခိုက်ဒဏ်ရာရရှိကာစစ်ကား၂စီးလည်းပျက်စီးသွားကြောင်းသိရပါတယ်။ထို့ပြင်တိုက်ပွဲတွင်ဒုတက်ခွဲမှုဝတ်တမ်းမှာဒဏ်ရာရရှိထားပြီးမပြေးနိုင်တော့သဖြင့်လက်အောက်ငယ်သာတော်လန်ရေးရဲဘော်များကိုတက်ပြန်ဆုတ်ခိုင်းခဲ့ကြောင်းဒဏ်ရာပြင်းထန်ရရှိ၍မပြေးနိုင်တော့သည့်ဒုတက်ခွဲမှုဝတန်ကစစ်တပ်ထံတွင်အဖမ်းမခံတော့ပဲလက်ပြမိုင်းကိုဖောက်ခွဲ၍မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းသိရပါသည် ရှင်းတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိသူ26ဦးတွင်မှတပ်တွင်းသတင်းရင်းမြစ်ပြောပြချက်အရ10ဦးထက်သေဆုံးခဲ့ပြီးစစ်သားများချော်ဆွဲခံရသောကာနစီမှရှင်းမောင်းတဦးဖြစ်သူလည်းလက်ပြတ်ထွက်သွားကြောင်းထပ်ပြီးသေဆုံးသူများတဲတွင်မလွန်ရွာကပါစနှင့်မှစစ်ကြောင်းကိုဦးဆောင်လာသောဗိုလ်မှူးအဆင့်ရှိအရာရှိတဦးလည်းပါဝင်ကြောင်းသိရပါသည်မင်းလာမြို့နယ်အပိုင်းလက်ပံတကာကြီးပါတရက်အုပ်လန်ခွဲထိတ်မှတက်ချင်းပို့လာတဲ့ကျွန်တော်တို့မင်းဘူးခရိုင်အမှတ်1တရင်က ဒုခွဲမှုဝက်တန်ဦးဆောင်ပြီးတိုက်ခိုက်ခဲ့တာမျက်မြင်တွေ့တာကတော့ဂါဘောပါစစ်ကွေး၁၂ကောင်တည်တယ်။26ကောင်တရားရရှိခဲ့တယ်။တပ်တွင်းသတင်းရမြစ်ပြောဆိုချက်အရထက်တိလာရတာကတော့တရားရရှိထားတဲ့စစ်ကွေး26ကောင်တွေကစစ်ကွေး၈ကောင်ထက်သေးတယ်။စစ်ကွေးတွေရဲ့ချောဆွဲခံရတဲ့ရှင်းမောင်းတအူလေလက်ပြတ်သွားတယ်လို့သိရတယ်ဟုမင်းဘူးခရိုင်အမှတ်နှစ်တရဲမှရုံးတော်ဝန်ကဆရာကျောင်းကပြောဆိုပါရယ်။တိုင်းပြည်နယ်အဖိနှိတ်ခံပြည်သူအတွက်မင်းဘူးခရိုင်အမှတ်နှစ်တရင်ကအကြမ်းဖက်ဆက်အာဏာရှင်ပြုတ်ကြသည့်အသည့်ဆက်လက်၍ချိန်မုံသွားမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့်စစ်ကော်မရှင်စစ်သားရဲများနှင့်အနီးပတ်ဝန်းကျင်တွင်နှီးနှီးကပ်ကပ်နေထိုင်သွားလာခြင်းမပြုကြပါရန်လေးစားစွာအတိပေးလိုကြောင်းမေဘူးခရိုင်မှတ်နှစ်တည်ရင်မှရုံးတော်ဝန်ကန်စရာကြောင်းကဆက်လက်ပြောဆိုပါသည်ဆက်လက်ပြီးစာလင်ကြီးမျိုးနယ်တွင် စစ်တပ်စစ်ကြောင်းထိုးပြီးလက်နက်ကြီးများဖြင့်ပစ်ခတ်စေတဲရွာသားနှုတ်ကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် စကိုင်းတိုင်းစာလင်ကြီးမြို့နယ်စစ်တဲရွာသားနှုတ်ကိုအကြံဖက်စစ်တပ်စစ်ကြောင်းကဖမ်းဆီးပြီးဓာဖြင့်မှု၍တပ်ဖြတ်ခဲ့ကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ချင်းမြစ်ကတရင်ဌာနကိုပြောကြားပါတယ်။အော်တိုဘာလ18ရက်နေ့စာလင်ကြီးမြို့နယ်ညောင်ပင်ကြီးရဲစခန်းမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းသည်ကြီးရွာများအတွင်စစ်ကြောင်းထိုးပွင့်ရောက်ကပြည်သူများ၏နေအိမ်အတွင်မှရွှေငွေလက်ဝတ်ရတနာများနှင့်အိမ်သုံးပစ္စည်းများကိုဖောက်ထွင်းခိုးယူခြင်းပြည်သူများကိုတစားကန်ဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်း ထို့သောမြေပြင်စစ်ကြောင်းနှင့်အတူအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကတက်လာသည့်ပါရာမော်တာဖြင့်လေကြီးပါများအတွင်သို့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောပုံကျဲတိုက်ခိုက်မှုကြောင့်စေတေးရွာဖုန်ကြီးကျောင်းအတွင်ရှိနှိမ့်ပန်ရင်နှင့်ရှင်ကိုတော်မီးလောင်ခဲ့ပြီးမိငိမ့်သက်ရန်ထွက်လာသည့်ရွာသူရွာသားများကိုစစ်သားများကဖမ်းဆီးပြီးရိုက်နှက်ခဲ့ရာအပြေထန်ထရန်ရရှိသူများလည်းရှိကြောင်းထို့ပြင်စေတေးရွာသားနှစ်ဦးကိုလည်းဖမ်းဆီးပြီးဓာတ်ဖြင့်မှုံ၍တပ်ဖြတ်ခဲ့ရာနှစ်ဦးစလုံးတေဆုံသွားကြောင်းသိရပါသည် ဘုံကျဲလို့ကားထားတဲ့ကိုတော်နဲ့ကားမီးလောင်နေလို့ဆိုပြီးရွာသူရွာသားတွေကထွက်ပြီးညှိကြတာမိငိမ့်ဖို့ထွက်လာတဲ့ရွာသူရွာသားတွေကိုစခါတွေကဖမ်းပြီးရိုက်တယ်။ရိုက်ပြီးပြန်လွှတ်လိုက်တဲ့သူတွေလည်းထံရရရထားတယ်။ဒဇာကန်အဖြစ်စေတဲရွာသားနှစ်ယောက်ကိုခေါ်သွားတယ်။အဲ့ဒီနှစ်ယောက်လုံးကိုဓားတွေနဲ့မှော့ပြီးတတ်တာတယောက်ကရွာမာတင်ထေသွားတာနောက်တယောက်ကအခုမနက်မှထေသွားတာဒဇာကန်ဖမ်းခံရတဲ့နှစ်ယောက်ကအသေးတယ်။နှစ်ယောက်စလုံးမနေ့ကတကြိုလိုက်တယ်ဟု PDF သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွင်စစ်တပ်ဝစ်စုံရဲဝစ်စုံဝစ်သူများအပြင်အရဲဝစ်ဘောင်းမီတို့ဝစ်စင်သူများလည်းပါဝင်ပြီးပြည်သူလူထုနှင့်တော်လှန်ရေးတပ်ဖွဲ့များကိုလှည့်စားရန်ဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်စာလင်ကြီးမြို့နယ်အတွင်းရှိစေတဲကြီးရွာဝမေးကြီးရွာဖောင်းကတ်သားကြီးရွာမိုးချိုးပြင်ကြီးရွာထန်းတော်ကြီးကြီးရွာတုံးတော်ကြီးရွာတုံရွာသုံးရွာဘင်ကားကြီးရွာလေဒီကြီးရွာအုပ်စုတို့အတွင်ရှိပြည်သူထောင်ချီ၍ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ် အခုလက်ရှိစစ်ကြောင်းထိုးခံရတာပတ်စံတွေကဖုံးတွေကရွှေတွေကပတ်သွားတာအခုကထွက်ပြေးနေကြရတာဖောင်းကထာတို့မိုးချိုးပြင်တုံးတို့ထန်တော်ကြီးပေါ်တုံးကသုံးရွာရှိတာထန်တော်ကြီးတွေကဘာတွေကအစုံပါပဲရှိသမျှထွက်ပြေးနေကြတာကျုပ်တို့ရွာကပေါ်ရွာကတော့မနက်ကတုန်းကတမနလုံးပြေးနေကြရတာတုံးတော်ကြောင့်တို့တုံရွာမတို့ဖောင်းကထာပြီးတော့ဘင်က လေဒီအဲ့ဒီအုပ်စုတွေတကြောကြီးပဲပြေးနေကြရတာ လူဦးရေကမနေဘူးလူဦးရေတထောင်ကျော်တယ်ဟု PDF သတင်းရင်းမြစ်ကအရှင်းပြပါတယ်။ဆက်လက်ပြီး BGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူဦးစီးထိန်ချုပ်လောက်ကင်နေသော KK Pat ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူဦးစီးထိန်ချုပ်လောက်ကိုင်းနေသော KK Pat ကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူပေါင်း2100နီးပါးကိုဖမ်းဆီးရရှိကြောင်းအကြံဖတ်စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ် စစ်တပ်ကမြောက်ဒီမျိုးနယ်အတွင်းရှိ KK ဘက်ကိုစီးနှင်ခဲ့ရာစောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံး၊နှစ်ထပ်တိုက်အလုံး၁၀၀၊၄ထပ်တိုက်အလုံး၂၀၊၅ထပ်တိုက်၂လုံး၊တစ်ထပ်တိုက်ဈေးဆိုင်ခန်း၂၀လုံး၊နှစ်ထပ်တိုက်ဈေးဆိုင်ခန်း၃၀လုံး၊တစ်ထပ်တိုက်၉၁၅လုံး၊နှစ်ထပ်တိုက်၉၂၀လုံး၊၄ထပ်တိုက်၉၁၀လုံးစောက်လုပ်စဲနှစ်ထပ်တိုက်၂၁လုံး၊သုံးထပ်တိုက်၁၀လုံး၊၄ထပ်တိုက်၅လုံး၊၅ထပ်တိုက်၅လုံးနဲ့တစ်ထပ်တိုက်ဈေးပေးခန်း၂ခန်းတို့တွေ့ရှိခဲ့ကြောင်း စတာလင်ဆက်လောင်အဆုံ30နှင့်ဆက်ဆက်ပစ္စည်းများတင်စီရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား98ဦးစုစုပေါင်း2198ဦးအထိတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ KK ဘက်ကတက်မဟာ6နေမြေထဲမှာပြိမဲ BGF ကထိန်းချုပ်လုပ်တိုင်းနေတာပါ။ KK ပတ်ပြည့်လုံခြုံရေးကိုယူထားတာက BGF ကဘုံမူကြီးစောချစ်သူလက်အောက်ကနိုင်မောင်စောတို့အဖွဲ့တာဝန်ယူထားတာ KNU အရင်လူကြီးတချို့ပါလာရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိဘူး KK ပတ်တစ်ခုလုံးက BGF ခြေ BGF flat တွေကြီးပဲနောက်ပြီးဘာပြစ်ခတ်မှုမှမရှိပဲဝင်စည်းတယ်ဆိုတာက BGF နဲ့စစ်တပ်နဲ့ရုပ်ရှင်ရိုက်ပြတာမျိုးလို့ပြောလို့ရတယ်ဟုကရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ် KK ပတ်ဝန်းအတွင်းရှိအဆောက်အုံများဆောက်လုပ်ထားမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုမိန်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နှင့်ခီးသွွာလာရေးဤဆောက်လုပ်ခွင့် ခွင့်ပြုမိတ်တရားဝင်စာရွက်စာတမ်းများစစ်ဆေးတွေ့ရှိခြင်းမရှိသည့်အပြင်သက်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ခေါ်ရတွင်လည်းလာရောက်ခဲ့ခြင်းမရှိသည့်ဖြင့်လိုအပ်သလိုအရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်တပ်ကလေကိကော်မျိုးတင်အားတိုက်ခိုက်သိမ်းပိုက်ရာအောက်တိုဘာ9ရက်တွင်ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးထို့သောတိုက်ခိုက်စဉ် KK ဘက်ကလည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ပါရယ်။လက်ရှိ KK ဘက်1နှင့် KK ဘက်2ဟူဖြင့် ကျောင်းလဲဖွဲ့စည်းထားသောအဆိုပါ KK ဘတ်ငွေလိန်ချန်ဝင်းဤညီနေရာကိုတရုတ်ကြဖြန့်ရာဇဝတ်ကိုင်းများကမြန်မာစစ်အုပ်စုခွဲမှုအောက်ရှိကရင်နေကြားစောင့်တပ်ခွဲထံမှငားရမ်းခဲ့ခြင်းဖြစ်သည်။ ကီကီပတ်တီစောက်ရီလုပ်ငန်းများကို2020ခုနှစ်တွင်စတင်ခဲ့တော်လဲ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်ပိုင်းမှသာအလုံးကြီးနှင့်တိစောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလ10လအတွင်းအစာဦးသစ်အလုံးပေါင်း20ကျော်စောက်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျိုလူတပ်ပုံများမှတက်ဆင့်မြင်တွေ့နိုင်သည်ဟု Justice for Myanmar ကသတင်းထုတ်ပြန်ခဲ့ပါသည် အွန်လိုင်းငွေလိမ်ကိုင်းသို့မဟုတ်ကြာဖြင့်လုပ်ငန်းများသည်မြန်မာစစ်တပ်၏ရာဇဝတ်စင်ပွားလုပ်ငန်းခွင့်ရကြီး၏ဗဟုချက်တွင်တရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ခရီးနှင့်ကြားဆောင်တပ်ဖွဲ့ BGF ကိုလက်တံငွေကအဆိုပါလုပ်ငန်းများကိုထိန်းချုပ်စေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူစစ်များထံစီစဉ်နေသောဗန်နာငွေ စစ်လက်နက်နှင့်လေယာဉ်စီရင်းမြစ်အလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွင်ရာဇဝတ်ကြောင်းအရာအရေးယူတာဝန်ခံစေရည်တည်တာလည်းရင်အဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါသည်အမေရိကန်အခြေစိုက် USIP ကကရင်ပြည်နယ်တွင်ရှမ်းပြည်မြောက်ပိုင်းမှကြားဖြန့်ကိုင်းများအရှိန်အဟုန်ဖြင့်ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း PGF မှဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနှင့်မုတ်တုံတို့ကြားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်း အမေရိကန်ဒေါ်လာ192တန်အမြတ်အစွန်နှိမ့်စင်ရနေကြောင်းထိုင်းအမေရိကန်တို့အပါဝင်အိန္ဒိယနိုင်ငံများပါဝင်သောအရေးယူဆောင်ရွက်ရေးအဖွဲ့အစည်းဖွဲ့စည်းရန်အကြံပြုထားပါသည်မြောက်ပြည်မြို့နယ်တွင်အွန်လိုင်းကြားဖြတ်များအခြေစိုက်သည့်ရွှေကုတ်ကိုမျိုးတစ်စီမံကိန်းရထိုင်းမျိုးတစ်စီမံကိန်းတောင်မေဦးရင်စီမံကိန်းတောင်မေပန်းရှူလောင်ဖေးပန်းအပိုလိုပန်း ဂျင်စင်ပန် KKP မြောက်ဝီမျိုးတစ်စသည့်စီမံကိန်းများစွာကို BGF ကဦးဆောင်ပြီးတရုတ်စီးပွားရေးသမားများပြပဒုစရိုက်ခိုင်းများနှင့်အတူတွဲဖက်အကောင့်ထဲပို့နေခြင်းလည်းဖြစ်ပါသည်